ူတင်ဟာသဘောတရားအရယူကရိန်းစစ်ပွဲမှာရက်30ရက်ဆဲဖို့အတွက်ကိုသဘောတူခဲ့ပေမယ့်တကယ်တမ်းမှာတော့ထရန့်ပြောခဲ့တာက အနှစ်သာရအဖြစ်ကန့်သက်ချက်မရှိတဲ့ရက်30ဆေးရက်ဖို့ပါပဲ ထရန်ရဲ့အထူးကိုယ်စားလှယ်စတိဗ်ဝစ်ကော့ကမော်စကိုရောက်ရှိပြီးတော့ခရမလင်အရာရှိတွေကိုအခြေအနေရှင်းပြဖို့ရောက်ရှိလာပြီဖြစ်ပါတယ်။2020နှစ်မှာစတင်ခဲ့တဲ့ယူကရိန်းစစ်ပွဲကအခုဆိုရင်တော့ရေယိုပရိဘကမဟုတ်တော့ဘဲနဲ့ကီလိုမီတာ1200ရှေ့လျားတဲ့စစ်မျက်နှာပေါ်မှာရက်စတဲ့စစ်ပွဲတစ်ခုဖြစ်နေပါပြီ။ဒီစစ်ပွဲမှာလူပေါင်း3000ချီတိုက်ဆုံခဲ့ပြီးတော့မိသားစုတွေမရေမတွန့်နိုင်အောင်ပျက်စီးကုန်ပါတယ်။ရုရှားနဲ့ယူကရိန်းနှစ်နိုင်ငံလုံးရဲ့လူမှုဖွဲ့စည်းပုံမှာပြန်မဖ ခနိုင်တဲ့ဒဏ်ရာတွေကျင်းပခဲ့ပါတယ်။ ဒီကဘေးရဲ့ဘဟုမှာတော့ဆေးရတကယ်လူသားအဖိုးအခါကရှိနေပါတယ်။ဒီစပွဲရသမိုင်းမှာ အသေးအများဆုံးပြိပခါတွေတရာတစ်ခုဖြစ်နေပါတယ်။2023ဒီဇင်ဘာမှာ American သမ္မတ Donald Trump ကရုရှားစစ်သား6သိန်းကျော်စစ်မြေပြင်မှာတည်ဆုံခဲ့ရတယ်လို့ကြေညာခဲ့ပါတယ်။ Kremlin ကဒီကိန်းဂဏန်းတွေကိုချက်ချင်းငင်းဆိုခဲ့ပေမဲ့အပြည်ပြည်ဆိုင်ရာထောင်လိုင်းအစီရင်ခံစာရေးအရရုရှားရဲ့တည်ဆုံမှုတွေကဒီထက်များနေပါတယ်။ ဒီတိန်ရင်းမြစ်တွေကရုရှားစစ်သား9သိန်းကျော်တိုက်ဆုံခဲ့ပြီးတော့ဒါမှမဟုတ်ဒဏ်ရာရခဲ့ပြီးတော့လို့ဖော်ပြခဲ့ပါတယ်ရုရှားသူတီတီရဲ့ခံမှန်းချက်အရအနည်းဆုံးစစ်သား၄သိန်းတိုက်ဆုံခဲ့ပြီးတော့ဒါမှမဟုတ်ပြန်လည်တာဝန်ထမ်းဆောင်မှုမဖြစ်နိုင်တဲ့အထီးကိုပြင်းထန်စွာဒဏ်ရာရခဲ့ပါတယ်2024ခုနှစ်အောက်တိုဘာလကတည်းက 2025ခုနှစ်မှာရုရှားစစ်သားတီဆုံးမှုတွေတက်တန်းကျော်လာနိုင်တယ်လို့အစီရင်ခံစာရီကခန့်မှန်းထားပါတယ်။အခုနှစ်သစ်စတင်ပြီး3လအတွင်းမှာပဲဒီကြောင့်ဆရာကောင်းတဲ့ခန့်မှန်းချက်ကတကယ်ဖြစ်ဖြစ်နဲ့ဘလောက်နီးနီးကဲကဲရှိလာသလဲဆိုတာကျွန်တော်အမြင်နေရပြီလို့လည်းပြောပါတယ်။လူရေ149တန်းရှိတဲ့နိုင်ငံတနိုင်ငံကဒီကောင်းဆောင်တွေရဲ့မဆုံးနိုင်တဲ့မလုံးတွေကြောင့်စစ်သားတပ်တန်းတွေပါဆုံးရှုံးနေရတဲ့အကြောင်းဆရာမကောင်းလားရှင် ရုရှားစစ်တပ်ရဲ့အခြေအနေက ကပ်ပြီးစိုက်နေပါပြီဒုတိယကမ္ဘာစစ်ကတည်းကဒီလိုလူသေဆုံးမှုမျိုးမကြုံဘူးပါဘူး၂၁ရာစုရဲ့အပြင်းထန်ဆုံးစစ်ပွဲမှာရုရှားစစ်တပ်ဟာသူ့သမိုင်းမှာအဆိုးရွားဆုံးအခြေအနေကိုချဉ်းကပ်နေပါပြီအခုအရေးကြီးဆုံးမေကွန်ကဗလာဒီမာပူတင်ကဒီလိုကြီးမားတဲ့အဆုံးရှုံးမှုတွေရှိပေမဲ့စစ်ပွဲကိုဆက်လက်တိုက်ခိုက်နေအောင်မလားဒါမှမဟုတ်ရုရှားစစ်တပ်ရဲ့တဖြည်းဖြည်းယိုယွင်းလာမှုက သူ့ကိုစစ်ပြေငင်းကြီးချိန်ညာဖို့အတင်းကျပ်ထွန်းအားပေးလာမှလားဆိုရက်ဒီမိခုနှစ်ရဲ့အဖြေတွေကိုပြောပြပေးသွားမှာလည်းဖြစ်ပါရဲ့ ဗလာဒီမာပူတင်ကရုရှားစစ်တပ်ရဲ့အင်အားကို3,800တောင်းတိုးပြီးတော့စစ်တီအင်အား1.5သန်းအထိတိုးမြှင့်ဖို့အမိန့်ပေးလိုက်ပါပြီ။ဒါပေမဲ့ယူကရိန်းစစ်ပွဲကတဖြည်းဖြည်းချင်းအရှုံးစစ်ပွဲအဖြစ်ပြောင်းလဲနေတဲ့အတွက်ဒီစစ်တီရဲ့ကံကြမ္မာကမကောင်းလာပါဘူး။ Russian Federation ကကြီးမားတဲ့တင်ဆိုင်တစ်ခုအဖြစ်ပြောင်းလဲသွားဖို့ဆိုတာအချိန်တစ်ခုပဲလိုပါတော့တယ်။ယူကရိန်းတမရော်ကာကွယ်ရေးကုကဲရီမှုချုပ်ပိုချုပ်ကြီး Alexander Sarsky က Russia ရဲ့ ဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီးတော့သရော်စာတစ်ပုဒ်ကိုမျှဝေခဲ့ပါတယ်။ Sarsky ရဲ့ပြောကြားချက်အရရုရှားဟာဒီနေ့ရဲ့ပထမ10ပတ်အတွင်းမှာတင်ရုရှားစစ်သားတသိန်းဆုံးရှုံးခဲ့ပြီးတော့စုစုပေါင်းဆုံးရှုံးမှုက9သိန်း3000ကျော်ရှိသွားပြီဖြစ်ပါတယ်။ဒီကိန်းကနန်းထဲမှာသေဆုံးသူတွေအပြင်စစ်မြေပြင်မှာဆက်လက်တာဝန်ထမ်းဆောင်ဖို့မဖြစ်နိုင်တော့တဲ့ပြင်းထန်တဲ့ရာရသူတွေလည်းပါဝင်ပါတယ်။ ဒီပရိပတ်ခါရီမှာရုရှားစစ်သားတယောက်သေဆုံးတိုင်း၃ယောက်ကနေ၄ယောက်အထိဒဏ်ရာရနေရလို့ကျွန်တော်တို့ခန့်မှန်းထားပါတယ်လို့ယူကရိန်းတပ်မတော်ကပြောပါတယ်။ဆုံးရှုံးမှုတွေကရုရှားအထွတ်ပြဿနာဖြစ်နေပါတယ်။ဘာလို့လဲဆိုတော့ရုရှားစစ်အာဏာပိုင်တွေကအရှိယူကရိန်းမှာလေ့ကျင့်မှုမပြေဝတဲ့စစ်သားတွေကိုအလဲကျသုံးပြီးတော့တိုးတက်ဖို့ကြိုးစားနေလို့ပါ။ဒါပေမဲ့စစ်သားတယောက်ဆုံးရှုံးတိုင်းစစ်တပ်ရဲ့ဟာကွက်တွေပိုကြီးလာပြီးတော့ရုရှားစစ်ရန်ရဲကိုနှိကွေးစေပါတယ်။ ဒါအပြင်ရုရှားစစ်ရဲရဲအခက်ခဲတွေကြုံနေချိန်မှာစစ်သားတွေထွက်ပြေးတာက အကြက်တဲကိုပိုဆိုးစေပါရင်စစ်စာတင်ကလေးကရုရှားစစ်သား9000ကျော်ကထွက်ပြေးသွားပါပြီရုရှားစစ်သား900ခန့်လောက်ကသူတို့ရဲ့စစ်မှုထမ်းကာလအတွင်းတစ်ချိန်ချိန်မှာထွက်ပြေးသွားတာပါဒါက1960နဲ့1990အစောပိုင်းက VNN စစ်ပွဲအတွင်း American စစ်သား900ခန့်လုံးထွက်ပြေးသွားတာနဲ့ညီများပါတယ်။ထွက်ပြေးမှုနဲ့ပတ်သက်တဲ့အထင်ရှားဆုံးဖြစ်ရပ်က Ukraine တပ်မတော်ရဲ့155 Mechanic တရင်ကိုဖျက်သိမ်းလိုက်ရတဲ့အဖြစ်ပြက်ပါပဲ။ Brigade နဲ့ကုန်ပိုင်းကအရှိ Ukraine ရှေ့တန်းမှာရောက်ရှိလာချိန်မှာ155 Mechanic တရင်ဟာလက်တွေ့မှာဖျက်သိမ်းခံလိုက်ရပါတယ်။ဒီလိုဆုံးရှုံးမှုတွေကိုဖြေထင်းဖို့စုဆောင်ရေးလုပ်ငန်းတွေကမလုံလောက်ပါဘူး။ရုရှားဟာမဖြစ်မနေစစ်မှုထမ်းဆောင်ခြင်းစနစ်ကိုအသုံးပြုရမယ့်အပြင်မြောက်ကိုရီးယားကနေ င်စစ်သားတွေကိုတင်သွင်းရပါတယ်။ထောင်သားတွေနဲ့အစုံစမ်းစစ်ဆေးခံရသူတွေကိုပါပုံမှန်အသုံးပြုလာရပါတယ်။၂024ခုနှစ်ဩဂုတ်လမှာခါခိုးမြို့ကိုယူကရိန်းတိုက်ခိုက်မှုကိုကာကွယ်ဖို့အတွက် မော်စကိုကဒီလိုအချက်အလက်ဖြည့်ရှင်းတွေကိုအသုံးပြုခဲ့ရပါတယ်။ဒီလိုနေလနေ့ကြောင့်စစ်ဖြစ်ရတွေကိုထိန်းထားနိုင်ခဲ့ပြီးတော့ယူကရိန်းနယ်မြေတွေကိုတဖြည်းဖြည်းချေချွေနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ဒီနေ့ကိုရဒုထမှုကိုရုရှားစစ်သီအိုရီနဲ့ရှင်ရင်အောင်မြင်မှုလို့မသတ်မှတ်နိုင်ပါဘူး2025မှာစစ်သားစုဆောင်ရေးက Kremlin အတွက်အဓိကစိန်ခေါ်မှုဖြစ်နေအောင်ပါခင်မီစစ်တပ်တိစောက်နိုင်စွမ်းလဲပုံမှန်ချဆင်းလာအောင်ပါ 2023ဒီဇင်ဘာမှာသမ္မတပလာတီမာပူတင်ကပြီးခဲ့တဲ့12လအတွင်းစာချုပ်အရစစ်သား4,900စုဆောင်းနိုင်ခဲ့ရလို့ပြောခဲ့ပါတယ်။တနည်းအကြာမှာတော့ပူတင်က2023အတွက်တကယ့်ကိန်းဂဏန်းကတိချက်နေတယ်လို့ဝန်ခံလိုက်ပါတယ်။သူဟောပြောချက်မှာ3,000ကျော်သာစီးရင်သွင်းခဲ့ရလို့ပြောပါတယ်။ ဒီကိန်းကနန်းကနှစ်စဉ်ဘတ်ဂျက်အစီရင်ခံစာနဲ့ကိုက်ညီနေပါတယ်။အဲဒီမှာစာချုပ်အရတာဝန်ထမ်းဆောင်သူတွေကိုတစ်ချိန်တည်းပေးချေငွေ33000ခန့်ရှိရလို့ဖော်ပြထားပါတယ်။အဲဒီဟောပြောချက်မှာပဲပူတင်က2024ခုနှစ်အတွက်တရားဝင်ကိန်းကနန်းကိုကြီးညာခဲ့ပြီးတော့စာချုပ်အရစစ်သား43000စုဆောင်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။သူထပ်ပြီးတော့အလွန်ကြုံပြောနေရလို့ထင်ရပါတယ်။2024ခုနှစ်ပထမ9လအတွက်ဘတ်ဂျက်အစီရင်ခံစာအရာ ဇန်နဝါရီကနေစက်တင်ဘာအထိနှစ်သိန်း3000အောက်သာစီးရင်သွင်းခဲ့တယ်လို့ဖော်ပြထားပါတယ်။အောက်တိုဘာကနေဒီဇင်ဘာအထိ နောက်ထပ်နှစ်သိန်းလောက်စီးရင်သွင်းမယ်ဆိုတာကင်မရာရဲ့ဟိုဟိတ်ဟောရင်းနဲ့ကိုက်ညီမယ်လို့မထင်ပါဘူး။ပို့ပြီးတော့ဖြစ်နိုင်တဲ့ကမ်ပိန်းချက်ကနှစ်နောင်ပိုင်းမှာအတီးပြုဖို့လိုမဲ့ဂိန်းကနန်းမှာနောက်ဆုံး3လအတွင်း6000ကနေ9000လောက်သာစစ်တပ်ထဲဝင်လာခဲ့ပါတယ်။ တန်းစုံ2024တနှစ်လုံးစုစုပေါင်း3သိန်းလောက်ရှိမယ်။ဒါကပြီးခဲ့တဲ့နှစ်ကဂိန်းကနန်းနဲ့ဆင်တူပါတယ်။ဒီဂိန်းကနန်းထဲမှာထောင်သားတွေနဲ့စုံစမ်းစစ်ဆေးခံရတဲ့သူတွေလည်းပါဝင်ပါတယ်။သူတို့ကရာဇဝမှုတွေကနေလွန်မြောက်ဖို့အတွက်စစ်သည်ဝင်ဖို့ကိုရွေးချယ်ကြတာလည်းဖြစ်ပါတယ်။စစ်တီရေမလုံလောက်တဲ့ပြဿနာအပြင်ခရမလင်ကစည်ရေးဆုံးရှုံးမှုတွေကြောင့်ဖြစ်လာတဲ့လူအင်အားပြဿနာကိုလည်းရင်ဆိုင်နေရပါတယ်။ရုရှားကာကွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Anatoly Volvolov ရဲ့မတ်တန်တက်ခုအရ2024ဒီဇင်ဘာမှာရုရှားစစ်သား4800ပျောက်ဆုံးနေပြီးတော့2025ဇန်နဝါရီမှာတော့ပျောက်ဆုံးနေတဲ့ရုရှားစစ်သားတွေနဲ့ပတ်သက်ပြီးယူကရိန်းအာဏာပိုင်နေစီကိုရုရှားနိုင်ငံသား9000ကျော်ကမေးမြန်းခဲ့ပါတယ်။ဒီထူးဆန်းတဲ့ကိန်းဂဏန်းတွေကရုရှားအာဏာပိုင်နေဘာကြောင့်2024မှာစစ်မှုထမ်းဖို့စီးရင်သွင်းသူတွေကိုထက်ခါထက်ခါငွေပေးချေမှုတွေတိုးခဲ့တယ်ဆိုတာရှင်းပြနေပါတယ်။ဒါအပြင်လေးစုံမပြေဝတဲ့စစ်သားတွေက ကိုခါစတေတာမှာတက်ဆွဲဖို့နဲ့မြောက်ကိုရီးယားကနေစစ်သားတွေခေါ်ယူဖို့အဆုံးဖြတ်ရတဲ့အကြောင်းရင်းကိုလည်းရှင်းပြနေပါတယ်။ဒီနေ့နဲ့ခရမလင်ကအတင်းကျပ်စုဆောင်မှုအသစ်တစ်ခုကိုရှောင်ရှားနိုင်ခဲ့ပါတယ်။ဒါကြောင့်မဲရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးစာဂျီရှော်ဂူကမကြာသေးခင်ကပြကန်းကိုတွားရောက်ခဲ့တာဖြစ်ပါတယ်။သူက L96 300 layer နဲ့မြောက်ကိုရီးယားမြို့တော်ပျောင်ယန်းကိုမြို့တော်ဆန်နှုံးအတိုင်းမှာ အချိန်9:40လောက်မှာရောက်ရှိခဲ့တာဖြစ်ပါတယ်။လူမှုကွန်ရက်ပေါ်တင်ထားတဲ့ဗီဒီယိုတစ်ခုမှာတော့သူကဒီလေးစိတ်မှာလေရင်ကနေဆင်းလာတာကိုတွေ့ရပါတယ်။ရုရှားနိုင်ငံတော်မီဒီယာတွေရဲ့ဖော်ပြချက်အရရုရှားလုံခြုံရေးကောင်စီအထွေထွေမူရှော်ရီဂူနဲ့ခင်ဂျော်ရဲတို့တွေ့ဆုံမှုက2နာရီကျော်ကြာခဲ့ပါတယ်။သူတို့ဟာ2023နဲ့ 2024ခုနှစ်တည်းကပူတင်နဲ့ခင်ဂျွန်အန်ရဲ့နိုင်ငံတော်ခီးစဉ်ရလဒ်တွေကိုဆွေးနွေးခဲ့ကြပြီးတော့မကြာသေးခင်ကစတင်ခဲ့တဲ့ရုရှားအမေရိကန်ပြည်လန်ဆွေးနွေးပွဲယူကရိန်းမှာဖြစ်ပျက်နေတဲ့အရာတွေနဲ့ကိုရီးယားကျွန်းဆွယ်အခြေအနေတွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။ရှော်ရီကိုရဲ့ခီးစဉ်အတွင်းမှာ ပြန်ကန်းကရုရှားကိုစစ်သားနဲ့ဂျီအင်အားတွေပေးဖို့နဲ့အပြန်လအားဖြင့်မော်စကိုကစနီးပညာအကူအညီတွေပေးဖို့ဆွေးနွေးခဲ့တယ်လို့ယုံကြည်ရပါတယ်။ပြန်လအားဖြင့်ရှိုရီကူကခင်ဂျွန်ဟန်ကိုရုရှားကောင်းဆောင်ကမြောက်ကိုရီးယားကောင်းဆောင်နဲ့သဘောတူညီချက်တွေအကောင်အထည်ပို့ဖို့အကြီးမားဆုံးအလေးထားနေရဆိုပြီးတော့လည်းပြောခဲ့ပါတယ်။မမ်မီကြမယ်ဆိုရင်တော့နှစ်ဦးနှစ်ဖက်ကောင်းဆောင်တွေကပြီးခဲ့တဲ့နှစ်ကနိုင်ငံရေးအပူပေါင်းဆောင်ရွက်ရေးသဘောတူညီချက်တစ်ခုကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ရှိုရီကူရဲ့ပြော ောကြားချက်တွေကဒီသဘောတူညီချက်ကိုရည်ညွှန်းနေရပါဒီသဘောတူညီချက်အရရုရှားကမြောက်ကိုရီးယားကိုစစ်သားကူညီတောင်းခံပြန်ပါတယ်မြောက်ကိုရီးယားကလည်းဒီကမ်းလှမ်းချက်ကိုလက်ခံဖို့အဆင်သင့်ဖြစ်နေပါတယ်မြောက်ကိုရီးယားကရုရှားတပ်တွေကိုကူညီဖို့ယူကရိန်းပြည်ကကိုစစ်သားတထောင်ကနေ3000အထိထပ်မံစေလို့ဖို့စီစဉ်နေရလို့သိရပါတယ်ဒီကိန်းကနဲတွေက အခုထိ ပရိပခါတွင်စီလွတ်ထားတဲ့မြောက်ကိုရီးယားအထူးတပ်ဖွဲ့ဝင်တပေါင်း2000ရဲ့ဆုံးရှုံးမှုအရေအတွက်နဲ့တန်တရားဖြစ်စရာကောင်းလာအောင်နှိစက်နေပါတယ်။ဂျောင်ကိုရီးယားနိုင်ငံတော်ထောင်လိုင်းဌာနရဲ့ပြောကြားချက်တွေကိုကိုးကားထားတဲ့သတင်းမီဒီယာရဲ့ဖော်ပြချက်အရဆိုရင်မြောက်ကိုရီးယားစစ်သား300သေဆုံးပြီးတော့3900ခန့်ဒဏ်ရာရခဲ့တယ်လို့ဇန်နဝါရီလအထိသတင်းတွေမှာဖော်ပြထားပါတယ်။ရုရှားရီရဲ့တပတ်ကို2000သိဆုံးနေဆိုတော့ဂိင်္ဂနနဲ့ရှင်ရင်တော့ဒီအရေးအတွက်ကနေနေတယ်လို့ပဲဖြစ်ပါတယ်။ တကယ်တော့မြောက်ကိုရီးယားကဒီစစ်ပွဲမှာစစ်သားအင်အားအလွန်နှေးပါစွာပါဝင်နေတာဖြစ်ပါတယ်။ဒါကြောင့်ရုရှားကိုစီလိုဖို့စီစဉ်ထားတဲ့အသက်ဆက်သားတွေကမြောက်ကိုရီးယားဘက်ကဆုံးရှုံးမှုတွေကိုအစားထိုးဖို့ဖြစ်နိုင်ပါတယ်။ 2022ခုနှစ်ကမြောက်ကိုရီးယားကစစ်သား3သိန်းကူညီပေးဖို့ကမ်းလှမ်းခဲ့တယ်ဆိုပေမဲ့အခုချိန်မှာတော့ဒီတိုင်းကောင်ထယ်ပေါ်ဖို့မဖြစ်နိုင်သေးပါဘူး။ဒါပေမဲ့မြောက်ကိုရီးယားတွေဟာရုရှားစစ်ရဲရဲကိုပုံမှုရေးပါတဲ့နိလန်းနေနဲ့ကူညီပေးနေပါတယ်။အရင်ကမြောက်ကိုရီးယားတပ်တွေအန်ဂိုလာ၊မော်ဇမ်ဘစ် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအီသီယိုးပီးယားနဲ့မကြာသေးခင်ကဆီးရီးယားကိုဆေးလွတ်တဲ့အခါနဲ့ဆိုင်ရင်တော့အခုရုရှားကိုဆေးလွတ်တဲ့စစ်သားတွေကအရေးအတွက်အဖြစ်ပုံများပါတယ်။အခုရုရှားစစ်တပ်ရဲ့အခြေခံဖွဲ့စည်းပုံကိုပြင်ကြည့်ရအောင်ပါ။စည်တပိုင်းစစ်အင်အားစုဆောင်မှုကို လုံနိုင်တဲ့ရွေးချယ်စရာရှိပေမဲ့ရှေ့တန်းမှာအထူးဆန်းတစ်ခုခုဖြစ်မှသာဒီလိုလုပ်ဖို့ဖြစ်နိုင်ပါတယ်။ဒါအပြင်ဒီလိုခံမှန်းချက်အခြေအနေကတော့ရုရှားအနိုင်ပညာမကရုရှားပြည်သူတွေနဲ့လည်းသက်ဆိုင်ရမှာပါ တကယ်တမ်းမှာကယူကရိန်းတပ်တွေရုရှားအနောက်ပိုင်းခါကော့ဖ်ဒေသကိုထိုးပေါက်ဝင်ရောက်တာတောင်မှဒီလိုတုံ့ပြန်မှုမျိုးမဖြစ်စေခဲ့ပါဘူး။ထောင်သားတွေနဲ့စုံစမ်းစစ်ဆေးခံရတဲ့သူတွေကိုဆက်လက်စုဆောင်းနေတဲ့အချက်ကမုံနဲ့တိုင်းမဟာဗျူဟာပေါ်အခြေခံနေပါတယ်။မုံဆိုတာကစည်ရင်သွင်းရင်ငွေနဲ့လွတ်လပ်မှုကိုကတိပေးတာပါ။တိုင်းကတော့ စီရင်မသွင်းရဲ့ရရှောင်းထောင်တွေနဲ့အချို့အချို့ခန်းတွေမှာရက်စက်တဲ့အကြမ်းဖက်မှုတွေခံရမယ်ဆိုတော့ချိန်ချောင်းမှုဖြစ်ပါတယ်ရရှောင်းမှာနေ့စဉ်ရာဇဝတ်မှုအမှုပေါင်းကတော့9သိန်းနဲ့ထောင်သား9သိန်းရှိနေတာမို့2025မှာစစ်သားအသစ်အများကြီးစုဆောင်းဖို့ theory အရတော့ဖြစ်နိုင်ပါတယ်ဒါပေမဲ့ Kremlin ရဲ့ပြဿနာက စစ်သားအလုံးလောက်ရဖို့ပဲမဟုတ်ပါဘူး။အရာရှိတွေလည်းဆုံးရှုံးမှုတွေကြောင့်ဂျုံရွံလာနေပြီးတော့ဒါက Kremlin ရဲ့ပျက်စီးနေတဲ့တပ်တွေရဲ့ဖွဲ့စည်းပုံစီကံတဲ့တိုက်ခိုက်ရေးစွမ်းရည်ကိုထိခိုက်စေနေပါတယ်။2025ဇန်နဝါရီအထိရုရှားအရာရှိ 9400ကျော်တည်ဆုံခဲ့ပြီးတော့အဲဒီတရားတဝက်ကျော်ကဗိုလ်ကြီးပုံမှုတွေပါဒီဆုံရှုံးမှုတွေကတခြားအရာရှိထောင်ချီတရားရနေတယ်ဆိုတာကိုညွှန်းနေပြီးတော့အစစ်နိုင်ကုန်ခဲမှုတွေမှာကြီးမားတဲ့ဟာခွက်ဖြစ်လာပါတယ်ဒီဟာခွက်ကိုအလင်းမြန်ဖြည့်ဆည်းလို့မရနိုင်ပါဘူးရန်လက်နေတဲ့စီးပင်းစည်းကမ်းနဲ့ဖွဲ့စည်းမှုစွန့်ရည်ညွန်းလာတာကရှောင်လဲလို့မရပါဘူးရုရှားစစ်တပ်ရဲ့စိန်ခေါ်မှုက တိုက်ခိုက်ဖို့ဆန္ဒမရှိလို့မဟုတ်ဘဲလောရီကန်ရရှိတဲ့ငယ်ရွယ်တဲ့အရာရှိတွေနေပါနေတာကြောင့်သူတို့ရဲ့တပ်ဖွဲ့တွေဟာခင်မီစနစ်ကြားရဲ့ပုံမှန်စစ်တပ်တစ်ခုလိုလှုပ်ဆောင်နိုင်စွမ်းကြာစင်းနေလို့ပါခရမလင်ရဲ့အထေကန်တပ်တွေကယူကရိန်းတပ်တွေကိုနောက်ပြန်ဆုတ်စေပြီးတော့နေပြည်တော်တွေတိမ့်ပိုင်နိုင်ကောင်းနိုင်ပေမဲ့ဗရရှားစစ်အိုသီအိုရီရဲ့အခြေခံမှုတွေနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်တော့ဒါကစစ်သီအိုရီတွေအရလုံလောက်မှုမရှိသေးဘူးဖြစ်ပါတယ်ဒီသီအိုရီအရ နိုင်ငံသိမ်းပိုက်ကြကဆေးရအဓိကရင်မှန်းချက်မဖြစ်နိုင်ဘူးအဓိကတာဝန်ကရန်သူတပ်အင်အားကိုချိန်မုံပြီးတော့သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းနဲ့ဆက်လက်တိုက်ခိုက်လို့စိတ်ကိုအပီးတိုင်ဖြည့်ဆည်းဖို့ပါ2023နဲ့2024မှာရုရှားစစ်တပ်ကအဓိကတာဝန်ကိုမအောင်မြင်ခဲ့ပါဘူးယူကရိန်းကဆက်တိုက်ခိုက်နေပြီးတော့အနောက်နိုင်ငံတွေရဲ့ထောက်ပံ့မှုရနေတဲ့၍2025မှာလည်းရုရှားစစ်တပ်ကသူ့ရဲ့အဓိကမရှင်ကိုအောင်မြင်မှာမဟုတ်ပါဘူးဒီတာဝန်ကိုမအောင်မြင်ရတဲ့အကြောင်းရင်းတစ်ခုကဆက်လက်တဲ့ပစ္စည်းတွေဆုံးရှုံးမှုတွေတိုးလာနေ လို့ပါ Oris Osu ရဲ့ online သူတီတီရဲ့တရားဝင်မဟုတ်တဲ့စီးရင်အရာစစ်စတင်ကလေးရရုရှားစစ်တပ်တွေကတင်ကား3200ကျော်ဆုံးရှုံးခဲ့ရပြီးယူကရိန်းဘက်ကတင်ကား950လောက်သာဆုံးရှုံးခဲ့တာပါဒါကယူကရိန်းဘက်က 3.4ပုံတပုံအသာရှိတဲ့အချိုးဖြစ်ပါရယ်။ဒါပေမဲ့အနောက်ရုရှားကခါစတိုက်ပွဲရှလာအတွင်းမှာတော့ရုရှားတင်က66စီးဆုံးရှုံးခဲ့ပြီးတော့ယူကရိန်းဘက်က55စီးဆုံးရှုံးခဲ့ပါရယ်။ဒါက3.2ပုံတပုံအချိုးပဲရှိပြီးတော့ယူကရိန်းအတွက်သိပ်မကောင်းတဲ့သတင်းပါ။ နောက်ဆုံးပေါ်စန်စစ်ချက်တွေအရယူကရိန်းနဲ့ရုရှားစစ်တပ်ကိုရုရှားယူကရိန်းစစ်တပ်ကိုအားနည်းစေတာထက် ပုံမြန်အောင်အားနည်းစေဖို့ဆုံးရှုံးမှုတုံးစားဖို့ဖြစ်အောင်လုပ်ရမှာပါယူကရိန်းတပ်တွေကမကြသေးခင်ကအနောက်ရုရှားခါကစ်ကိုထုံးစစ်ဆင်တဲ့အချိန်မှာဒီအရေးကြီးတဲ့အချက်ကိုရောက်ရှိခဲ့ပါတယ်ရုရှားတပ်တွေကသူတို့အကောင်းဆုံးစူးစမ်းခဲ့ပြီးယူကရိန်းကိုဆုံးရှုံးလို့မရတဲ့တင်ကားတွေထက်ပုံများများဖြည့်ဆည်းခဲ့တယ်ဒါမှမဟုတ်ဒိမ့်ပိုက်ခဲ့ရလည်းဖြစ်ပါတယ် ယူကရိန်းတပ်မတော်က2022ဖေဖော်ဝါရီမှာတင်ကား1000လောက်နဲ့စစ်ဆင်တင်ခဲ့တာဖြစ်ပါတယ်။ရုရှားတပ်မတော်ကတော့၃နှစ်ကြာပြီဖြစ်တဲ့ဒီစစ်ပွဲကိုတင်ကား3500လောက်နဲ့စတင်ခဲ့ပြီးတော့3200လောက်ကိုယူကရိန်းရဲ့လုံရဲကြောင့်ဆုံးရှုံးခဲ့ရပါတယ်။ရုရှားစစ်မှုလုပ်ငန်းကတစ်နှစ်ကိုတင်ကားအသစ်900ကနေ600လောက်ထုတ်နိုင်ပေမဲ့ခရမလင်မှာတူလောင်ထားတဲ့တင်ကားထောင်ချီလေးရှိပါသေးတယ်။ဒီတွေကအများစုက1960နဲ့1950ပြည့်လွန်နှစ်တွေက T62 နဲ့ T54 တင်ကားတွေဖြစ်ပါတယ်။နှစ်ဖက်စစ်တပ်တွေရဲ့အဓိကတင်ကားအရင်းမြစ်တွေကိုကြည့်ရင်ယူကရိန်းတင်ကားတပ်တွေဟာပိုမိုခင်မိလာနေပါတယ်။ဂျာမန်ထုတ် Leopard 1, uh, Leopard 2နဲ့ American ထုတ် M1 တင်ကားတွေလိုအနောက်နိုင်ငံထုတ်တင်ကားတွေရရှိလာလို့ပဲဖြစ်ပါတယ်။ပြောင်းမြန်အားဖြင့် Russian တင်ကားတပ်တွေကပို့ပြီးတော့ခင်းနှောက်ကြလာနေပါတယ်။နေ၆၀ရာနေ80တန်းရှိပြီဖြစ်တဲ့တင်ကားအဟောင်းတွေကိုယာနဲ့ချီပြီးတော့ရယူနေရလို့ပါပဲ။ မကြသေးခင်ကယူကရိန်းတပ်တွေခါကီဖ်ကနေဆုံးခွာစမ်းပါ ူရင်းတင်ကားတပ်တွေကတချို့နေရာတွေမှာဒေသဆိုင်ရာတင်ကားတာလုံမှုရခဲ့ပေမဲ့ခါကစ်မှာတော့ဒီအခြေအနေမျိုးမရှိခဲ့ပါဘူးဒီစစ်မြေပြင်ကအတိုင်းတာသေးငယ်ပြီးတော့ရုရှားနဲ့ယူကရိန်းတပ်တွေအထူးထက်စွာတက်ဆွဲထားတဲ့အပြင်အရေးကြီးဆုံးကပောက်ကွဲတက်တဲ့ drone တွေနဲ့အလုံးစုံကင်းလိုက်တာပဲဖြစ်ပါတယ်သူတို့ဆုံရှုံးတဲ့လောက်တင်ကားတွေကိုဖျက်ဆီးနိုင်ခဲ့တဲ့အတွက်ရုရှားတပ်တွေကခီယက်ကိုလိုအပ်နေတဲ့အောင်ပွဲတစ်ခုကနေလက်လွတ်စေခဲ့ပါတယ်ယူကရိန်းစစ်ရေးအဖွဲ့တစ်ခုရဲ့အဆိုအရ တကယ်မှာတဆုံရှုံမှုအချို့ဟာယူကရိန်းအတွက်မကောင်းတဲ့အခြေအနေပါသူတို့မှာအစာပြုတ်ဖြစ်စည်းတူလောင်မှုနေပြီးတော့ဆုံရှုံသွားတဲ့ရင်တွေကိုအစာထိုးနိုင်စွမ်းကန့်သက်ချက်ရှိတဲ့စီးရီယူရင်မှုပုံစံမှုမျိုးမှာပေါ့ဒီအခြေအနေတွေကြားကရုရှားကယူကရိန်းစစ်ပွဲကိုဆက်လက်ပြီးတော့ထိန်းသိမ်းနိုင်ပါမလားဒီအတွက်ရုရှားစစ်တပ်ကစစ်သားစုဆောင်ရေးမှာဗေးရဲစုတွေကိုတော်တော်လေးတိုးမြင့်ခဲ့ရပါတယ်ခရမလင်ကောင်ဆောင်တွေကစစ်မှုထမ်းဖို့အရေးချင်းပြင်မိပြီးတော့ဇနားရှိသူတိုင်းကိုရူဘယ် 3100 American Dollar 350လောက်ပေးဖို့အမိန့်ထုတ်ခဲ့ပါတယ်။အခုဆိုရင်ယူကရိန်းမှာတိုက်ဖို့စီးရင်သွင်းသူတွေရဲ့90%ကျော်ကဂျမိုင်းရန်စုနေပြီးတော့လှုပ်အားပေးသူတွေရဲ့ပြင်းပြအသက်က လေးစီရနေပြီးတော့90အထိတက်လာပြီလည်းဖြစ်ပါတယ်။ပူတင်ရဲ့စစ်တပ်ကလူအင်အားနေပါမှုကိုဖြေဖို့နနက်ရှတိုင်းကြိုးစားနေရတဲ့တခြားလက္ခဏာတွေကတော့ရုရှားရဲ့တခုတည်းသောလေယာဉ်ထင်သင်းမော Admiral Kanesov ကသင်းမောသားတွေကိုရေတက်ကနေရုတ်သိမ်းပြီးတော့ Ukraine ကိုခြေကျင်တဲ့အဖြစ်ကိုဆေလုခဲ့တာရင်အမိုလိုက်တွေကိုစစ်စာချုပ်လက်မဲ့ရေးထိုးခွင့်ပေးပြီးတော့တရားစွဲဆိုမှုကနေရှောင်ရှားခွင့်ပေးမဲ့ဥပဒေအသစ်တစ်ခုကိုပြဋ္ဌာန်းဖို့လှုံ့ဆော်နေတာရဲ့ ယူကရိန်းမှာတိုက်ဖို့ရုရှားထောင်သားတောင်းချီကိုပြန်လည်လွတ်ပေးခဲ့တာတွေပါဒါပေမဲ့ဒီလိုရှားမှုတွေနဲ့တောင်ရုရှားမှာယူကရိန်းကိုအနိုင်ယူဖို့လုံလောက်တဲ့စစ်အင်အားမရှိသေးပါဘူးပြည်မြအဖြစ်တရက်ကိုစစ်သား1200လောက်ဆုံးရှုံးနေပါတယ်ဒီဆုံးရှုံးမှုနိုင်တိုင်းဆိုရင်တော့အဆက်သွားမယ်ဆိုရင်တန်းနဲ့ချီရဲ့ဆုံးရှုံးမှုကိုမကြခင်မှာပဲရောက်ရှိသွားမှာပါရုရှားအနေနဲ့ ပြောရမယ်ဆိုရင်တော့စစ်မြေပြင်ကနေစစ်သားတပ်တန်းဖေရှားဖို့232ရက်သားလိုပါတော့တယ်။ဒါဆိုဒီထိန်းလန့်ပွဲဂင်ကနန်းနေရရှိမှာယူကရိန်းစစ်ပွဲကဘယ်လိုပုံစံဖြစ်လာနိုင်မလဲ။စစ်တပ်အရွယ်စားစီးပွားရေးအင်အားနဲ့အင်အားစုဆောင်းနိုင်စွမ်းဒီမှာတိတိတသာမနေများမှုတွေရှိနေပြီးတော့ယူကရိန်းကဒီစစ်ပွဲမှာအားနည်းတဲ့ဘက်ဖြစ်ပေမဲ့သူတို့မှာ ရုရှားထက်အရေးကြီးတဲ့အားသာချက်တစ်ခုရှိနေသေးပါပဲယူကရိန်းလူမျိုးတွေကသူတို့တိုက်ခတ်နေရတဲ့အရာအတွက်ဆရာထက်တန်ကြပါတယ်သူတို့ရဲ့လွတ်လပ်ရေးကိုကာကွယ်ဖို့လူမှုအတိုင်းအဝိုင်းတစ်ခုလုံးနေနဲ့စူးစီးခဲ့ကြတာပါရောင်းမြန်အဖြစ်ရုရှားစစ်သားတွေကပတ်စံအတွက်တိုက်ခိုက်နေကြပြီးတော့နိုင်ငံအတွက်တိုက်တာမဟုတ်ပါဘူးခရမလင်ကဒီစစ်ပွဲကိုရုရှားအတွက်အသက်သေးရေးပြဿနာအဖြစ်မြင်နေရင်တောင်အထူးစစ်စင်ကြီးကတရားဝင်တယ်လို့အများစုကယုံကြည်နေရင်တောင်ဒီအမြင်ကိုရုရှားလူမှုအတိုင်းအဝိုင်းက ကြကြေပြပြထောက်ခံနေရဆိုတဲ့အထောက်အထားမရှိပါဘူးရှင်။ဗီဒီယိုလေးအစုံလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးများတင်ပါတယ်။နောက်နေ့တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့送ပေးကြပါစို့ရှင်။